မြင်ပါပါခင်ဗျာကျွန်တော် YouTube channel ဖြစ်တဲ့ link က support YouTube channel ကနေလည်းကြိုဆိုပါရစေဟုတ်ကဲ့ပါ36လပိုင်း2025နေ့ရက်နေ့မှာချင်းပြန်ကစားကြမယ် UFA Champion League ပွဲစဉ်ကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်တွေကတော့ Liverpool ပွဲစဉ်အပြင်ပေါ်တော့ Bayern ပွဲထိကျွန်တော်ရွေးချယ်ပေးသွားမှာ၄ပွဲထိပေါ့ခင်ဗျာနော်ဆိုတော့ပထမဗီဒီယိုမှာလည်းတင်ခဲ့ပြီးတော့အခုနောက်ထပ်ဗီဒီယိုမှာလည်း၄ပွဲထိရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်၄ပွဲတော့ Mount ပွဲထိကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ကာလာတာဆာလေးနဲ့လီဗာပူးတို့ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျာ ကလာတာစာလေးရပါတော့ဒါ UEFA Champions League အဖွဲ့ပွဲစဉ်မှာလည်းရှုံးနေထားပြီး Liverpool ကတော့ဒါ3-2နဲ့ MLS ကိုအနိုင်ရရှိတာတွေ့ရပြအင်္ဂလန် Premier League ရဲ့နောက်ဆုံးကစားကြတဲ့ Liverpool လို့ပွဲစဉ်မှာတော့ရှုံးနေထားပြီးတော့ကလာတာစာလေးရတော့တိတ်ကြထားတယ်ဒါပေမဲ့နှစ်သင်းတို့ရဲ့ထိတ်တိုက်ကြုံမှုကြည့်ရမယ်ဆိုတော့ Liverpool ကတော့တားရလို့ပြောလို့ရတယ်ဗျဆိုတော့ဒီနေ့ပွဲစဉ်မှာလီဗာပူးရဲ့ပေါ်စီကတလုံးတရာနဲ့တလုံးသွင်းသွားရင်ပေါ့နော်ပြဆုံးစားစရီဈေးလေးတွေပြောင်းထားတာတွေ့ရတယ်ကနဦးစီပေါ့နော်ပေါ်စီမှာဆိုလို့ရှိရင်ပြောင်းလဲထားပြီးခိုးပေါင်းစီမှာဆိုတော့တလုံးသွင်းသွားရင်ဒါပြဆုံးအရှုံးစရီဖောက်ပေးထားပြီးတော့ ုံးလုံးရှုံးသေးတွေလည်းဖောက်တာတွေ့ရကြ။ဆိုတော့ကာလာဆာလင်းနဲ့လီဗာပူးလိုပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာဘယ်လိုပဲဖြစ်ဖြစ်ဝိုးကွင်းဖြစ်တဲ့လီဗာပူးလိုရုံးပန်လာရင်တော့ကာလာဆာဆလေးကိုပေါ့နော်ဟိုးပြက်ကြည့်တော့နိုင်ရရှိသွားမယ်လို့မသိဘူး။ကာလာဆာဆေးရလည်းထိမ့်မြုပ်ကနိုင်ပြီးတော့ဒါပိတ်ဆို့တက်တဲ့အကျင့်တော့ရှိတယ်ဗျ။ကြောက်ကိုရွှေ့ရှဲပေးရမှာဆိုရင်တော့ကလာတာဆလေးနဲ့လီဗာပူးလိုပွဲစဉ်မှာကျွန်တော်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီရဲ့စုံပြောပူအောက်ကိုပဲလိုက်ပြီးတော့စုပ်ကစားသိကျင်တယ်ပေါ့နော်ကိုအောက်လေးကိုကိုရဲ့တင့်တော်မဲ့စင်းနဲ့လိုက်ပြီးစုပ်ကစားကြပါခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ့နော်ဒါအင်တာနက်ဆလာတာပါဝူလိုပွဲစဉ်ကျွန်တော်ရွှေ့ရှဲပေးသွားမှာလည်းဖြစ်တယ်ဗျာ တော့အင်ဝင်းဖြစ်တဲ့အင်တာကနေပြီးတော့ဒါဆလာတာဘောက်ကိုတလုံးချုံသေးကြောထားတယ်အခုပေါင်းသေးသုံးလုံးသေးသေးပြထားပြရှမ်းမြန်လေးပွဲစဉ်မှာဆိုရင်အင်တာနိုင်ရရှိထားပြီးတော့ဆလာတာဘောက်ကတော့ဒါချုံနေထားတယ်ဒီနေ့မှလည်းဒါအင်တာရဲ့ body ကြီးကပေါ့နော်ဒါတလုံးချုံသေးကနေအခုပေါင်းသေးသုံးလုံးသေးသေးတီတီဖောက်ပြထားပြကနေဦးစင်းမှာဆိုရင်ဘုခမရလကောအင်တာလည်းဒီနေ့အနိုင်ရရှိပြီးတော့ပေါ့နော်ရှမ်းမြန်လေးရဲ့အနိုင်သုံးဘောက်ကိုဆက်ယူသွားလိမ့်မယ်လို့တွေးမြင်မိပါတယ်ဆက်ကြွေရွေးချယ်ပေးရမယ်ဆိုရင်အင်တာနဲ့ဒါဆလာတာဘောက်လို့ပွဲစဉ်မှာဆိုရင်ကျွန်တော်တော့အင်တာမီလန် body လေးကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးခြင်းပါတယ် ောက်တစ်ပွဲဖြစ်တဲ့ပေါ်တော့မာဆေးနဲ့အေဂျက်ပွဲစဉ်ကိုရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျမာဆေးနဲ့အေဂျက်တို့ပွဲစဉ်မှာမာဆေးကတော့ဒါချန်ပီယံလိအဖွဲ့ပွဲစဉ်မှာချုံနေထားပြီးတော့အချက်ကလည်းချုံနေထားတွေ့ရတယ်နှစ်တင်းသလုံးကတော့ချန်ပီယံလိမှာချုံနေထားတာဖြစ်ပြီးတော့နောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်တွေမှာဆိုရင်လည်းဒါချုံနေပြီးတေးကြတာလည်းပွဲစဉ်တွေလည်းရှိထားရဒါနှစ်တင်းလုံးထိတဲ့တွေ့ဆုံမှုတိုင်းမှာဆိုမာဆေးနဲ့အေဂျက်ပွဲစဉ်မှာတော့ဒါအနေချင်းလေးပဲဒါကပ်ပြီးနိုင်ရရှိထားတာတွေ့ထားတယ်ဗျတော့မာဆေးကနေရောဘော်ဒီဈေးမှာဆိုရင်တလုံးပြေးစီရနေရောတလုံးမိပါပြအောင်ရှုံးလေးကြောထားတယ်ကိုပေါင်းဈေးမှာဆိုတလုံးပြေးပြထားရဗျာ တော့မဆေးအင်ဝင်ကောင်းတဲ့ဆိုပြီးတော့ပေါ့နော်အဝေးကုန်ပြတဲ့အေဂျင့်ကတော့နည်းနည်းညံ့နေလို့ပြောလို့ရတယ်ကိုခံမရလည်းကောင်းမဆေးတစ်ဖက်တည်းနေတယ်မှာကတ်နိုင်ပြီးတော့နောက်ထပ်နိုင်သုံးမကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်ကတွေးမိမိတယ်စိတ်ပြကိုရွေးချယ်ပေးရမှာဆိုမဆေးနဲ့အေဂျင့်ပွဲစဉ်မှာကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့ဒါမဆေး body လို့ပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျနောက်ထပ်တစ်ပွဲဖြစ်တဲ့ perform နဲ့ဒါ Bayern Munich ပွဲစဉ်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဘာဖို့လဲဘိုင်မြူနီပွဲစဉ်မှာဆိုလို့ရှိရင်ဝေကွင်းဖြစ်တဲ့ဘိုင်မြူနီကဒါချန်ပီယံလိဖွံ့ဖြိုးတိုးတက်မှာအနိုင်ရရှိပြီးတော့ဘာဖို့ကလည်းရှုံးနေတာတွေ့ရပြီ အဖို့အင်ကွေးမှာမားတယ်ဆိုမြဲဘိုင်းမျိုးတွေအတင်းကြီးတင်းတင်းကိုဒါတောင်းခံနိုင်မယ်လို့လည်းကျွန်တော်လည်းမမြင်မြင်ပြတက်စစ်ပိုင်းရောလူကစားသမားရောကစားကွက်ပုံစံနဲ့ဖက်ဖက်တာနဲ့ဘိုင်းမျိုးတွေကယနေ့ဖောက်ဝေးတိုင်းပေါ်လေးစီမှာဆိုနှလုံးသွင်းတာပြာဆုံးရှုံးသေးရနေပြီးနှလုံးရှုံးသေးတိတိဖောက်ဝေးတိုင်းကနေဦးသေးလေးကိုပေါင်းသေးမှာတော့လုံးရှုံးသေးတိတိဖောက်ဝေးတာတွေ့ရတယ်နောက်ထပ်အနိုင်သုံးမှတ်ကိုရယူပြီးတော့ဗောနော Champion League ရဲ့အဆင့်စရားတစ်ခုမှာရယူသွားဖို့တဲ့ဘိုင်းမျိုးတွေကိုအနိုင်ရရှိပြီးတော့ဒါဝခမရလက်ကတော့3-0ဒါ2-1လောက်ခါနေပြီးတော့3-1လောက်ဖြစ်သွားနိုင်တယ်ဗျဘယ်လိုပဲဖြစ်ဖြစ်ပါ ဘိုင်းလို့နိုင်သွားရင်တော့မှဒါကိုအပြည့်နဲ့နိုင်ရရှိသွားမယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ခံမှန်းရလည်းမရတော့ဘိုင်းရဲ့တစ်ဖက်တစ်ဖက်တာနိုင်ရရှိသွားလိမ့်မယ်လို့တွေးမိပါတယ်။စက်ကြဝေရွှေရွှေပေးရမယ်ဆိုရင်တော့ဒါဝေကွန်းဖြစ်တဲ့ဘိုင်းရန်ဘော်ဒီပဲကျွန်တော်ကြိုက်နေတတ်ပါတယ်။ဒီဘွဲစင်တွေကြာချင်းလို့မယ်ဆိုရင်လိုက်ပြီးစောက်သားကြပါ။ဒီဘွဲစင်လေးဘွဲလုံးကိုတော့ဒါမောင်းဆော့ကြပါ။ကျွန်တော်နောက်ထပ်ရွှေရွှေပေးခြင်းနဲ့ဒါဘော်ဒီလေးကပေါ့နော်ဒါမာဆေးဘော်ဒီရဲ့လီပါဘူကူပေါင်းအပဲကျွန်တော်ရွှေရွှေပေးခြင်းပါတယ်။ဒါလေးကိုဘော်ဒီဆော့ပါ။ကျွန်တော်လေးဘွဲလုံးမောင်းဆော့ကြပါခင်ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့ညီကလေးတောင်းကြပါလိမ့်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။